နမေသုံးလုံးနဲ့မင်းသမီးတယောက်ကြောင့်ခင်မွန်ဖြစ်သူနဲ့ကွာရှင်ကြရတဲ့ဖြစ်သွားခဲ့တဲ့ခိုင်နွေအားလုံးပဲမင်္ဂလာပါဆယ်လီတန်ယူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီကလေးရောက်140ကိုမွေးစားပြီးတော့ဆောက်ရှောက်ထားတဲ့ဂုဏရှင်မေမေခိုင်နွေကိုအချို့တွေကပြိုကြီးတယောက်လိုပဲထင်ကြပေမယ့်တကယ်တော့ခိုင်နွေကလက်ထပ်ထားဖို့သူဖြစ်ပါရီနမေလေးလုံးပိုင်ရှင်မင်းသမီးတယောက်ရဲ့အကိုရင်းနဲ့လက်ထပ်ထားခဲ့ပူတဲ့ခိုင်နွေကတစ်ချိန်ကတော့အိမ်တော်ရေးပြဿနာကိုကြီးကြေကြုံရသူဖြစ်ပါရီသူရဲ့ခင်မွန်တွေကလူပညာလောကတွေကမင်းသမီးတယောက်နဲ့အိမ်တော်ရေးဖောက်ပြန်ခဲ့ ာကြောင့်ခနေဝေကကွာရှင်းခဲ့ပြီးတော့အချစ်ကိုစိတ်ကုံသွားခဲ့ပါရီခနေဝေကိုယ်တိုင်က broken family ကနေဆက်သက်လာသူဖြစ်တာကြောင့်လက်ထပ်ပြီးနောက်မှာကွာရှင်းရမယ်ဆိုတဲ့ဖြစ်မျိုးကိုမကြုံချင်ပါဘူးလက်ထပ်ပြီးကစားမှအစဉ်ပြေခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့အเจ้าတွေကပေါ်ထွက်လာခဲ့ပါရီသူ့ရဲ့ခင်မုံကကွဲရမှာပွေရှုပ်တာတွေရှိပေမဲ့ခနေဝေကအမြဲခွလို့ပေးခဲ့ပါရီခင်မုံဖြစ်သူရဲ့စိတ်ဆိုးပြီးတော့အမေအင်ကိုပြန်သွားပြီးတဲ့နောက်သူ့ကိုဖုန်းလဲဆက်သူရှိတာကြောင့်ခင်မုံဖြစ်သူရှိတဲ့အင်ကိုပြန်လာခဲ့ပါရီအဲ့ချိန်မှာတော့သူခန်းထဲမှာတွေ့လိုက်ရတာကခင်မုံ ြစ်သူနဲ့နာမည်သုံးလုံးပိုင်ရှင်မင်းသမီးတို့ရှိနေကြပါတယ်။ဒီမြင်ကွင်းကိုရုပ်ရှင်ဇာတ်ကားတွေမှာပဲမြင်ရမယ်လို့ထင်ထားခဲ့ပေမဲ့ခန်းနီဝေကတကယ်လက်တွေ့မှာကြုံလိုက်ရလို့မယုံနိုင်အောင်ဖြစ်သွားခဲ့ပြီးတော့ကွာရှင်းဖို့ဆုံးဖြတ်လိုက်တာပါ။နာမည်သုံးလုံးနဲ့မင်းသမီးကခန်းနီဝေမရှိတဲ့အချိန်မှာသူ့အိမ်ထိလာပြီးတော့သူ့ရဲ့ခင်မုန်းနဲ့တူလာရောက်နေထိုင်နေတာကိုတွေ့လိုက်ရတာကြောင့်ဘလို့မှရှေ့ဆက်လို့မရတော့ကြောင်းကိုသိလိုက်ရတော့ပါတယ်။ဘယ်တော့မှမကွာရှင်းဘူးလို့တွေးထားပေမဲ့စိတ်နာသွားတဲ့ခန်းနီဝေဟာခင်မုန်းဖြစ်သူဟာဒူးထက်ပြီးတော့တောင်းပန်ပေမဲ့ကွာရှင်းလိုက်ပါတော့တယ်။သူ့ရဲ့ခင်မုန်းကနာမည်သုံးလုံးပါရှင်မင်းသမီးနဲ့လည်းလက် မ်းထက်ဖြစ်ခဲ့ပေ။နေပယ်တူမင်းသမီးတယောက်ကြောင့်သူတို့ရဲ့အိမ်အောင်ရေးဟာပြုတ်ကွဲသွားခဲ့ပါရီ။အမင်းသမီးလည်းပေါ်ထွက်မလာတော့ဘဲနဲ့ပြတ်ကွဲသွားခဲ့ပေ။ခိုင်နေဝေကတော့အမျိုးသမီးချင်းကိုချင်းစာကခွင့်လွှတ်ပေးခဲ့ပါရီ။ကွာရှင်းပြီးနောက်မှာခိုင်နေဝေကအရန်ရှက်တာကြောင့်အလုပ်တွေလည်းပြန်မလုပ်ဖြစ်တော့သလိုလူများများရှိတဲ့နေရာတွေကိုလည်းမသွားဖြစ်တော့ပါဘူး။ဘာကြောင့်ကွာရှင်းလိုက်တာလဲဆိုတော့မိကုန်းတွေကိုဖြေဖို့အားမရှိဘဲနဲ့စိတ်အားငယ်တဲ့ချိန်တွေကိုဖျက်ဆီးခဲ့ရပါရီ။ ိမ်နာဘက်နဲ့ကြွားရှင်းပြီးတဲ့နောက်မှာတယောက်တည်းပဲရက်တီဖို့လိုအပ်လာပြီးတော့ရုပ်ရှင်ဇာတ်ကားတွေကိုလည်းပြန်လဲရှိုက်ကူခဲ့ပါရီအိမ်နာမှာပရိုက်တာလုပ်တွေကိုလည်းလုတ်ကဲလာခဲ့ပြီးတော့ကလေးရင်တွေပဲသူ့ရဲ့ခြေနေကိုဖျက်ဆီးခဲ့ပါတော့တယ်အချစ်ကိုစိတ်ကုံသွားတဲ့ခိုင်နေဝေကအခြားယောက်ျားတွေနဲ့မပတ်သက်တော့ပဲ NGBD တယောက်ဖြစ်ပဲခံယူလိုက်ပါတော့တယ်ခင်မုတ်တွေနဲ့ကြွားရှင်းပြီးတဲ့နောက်တုံပိုင်းတယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးငွေကြေးကိစ္စတွေပြဿနာတက်ကလမ်းခွဲလိုက်ကြပါရီအခုတော့ခိုင်နေဝေကကိုစင်မြအောင်နဲ့ပဲသူ့ချစ်တွေကိုပေါ်ဝေါ်ခဲ့တာနှိတော်ကြမြင်သွားပါပြီအရာပြေဆုံးနေမင်းသမီးတယောက် ြစ်ပေမဲ့လည်းအိမ်တော်ရင်းမှာတော့ကံမကောင်းခဲ့ပါဘူး။ခိုင်နှွေရအခုတော့အောင်မြင်ပျော်ရွှင်နေပြီးတော့လေးစားသူတွေလည်းရှားနေပြီဖြစ်တယ်လို့တိမ်မောင်တောင်းချီချမ်းသာနေတဲ့ပြင် brand ကိုလည်းစိတ်ကြိုက်တုံးနိုင်တဲ့အနေထားကိုရှောင်နေပါပြီ။ဒါကြောင့်စီမဆောင်ခဲ့တဲ့ခင်မွန်းတွေကတော့ခိုင်နှွေနဲ့ကွာရှင်းခဲ့မိတာကိုနားနားရှောက်လာမှာပါ။ခိုင်နှွေတို့ရဲ့အိမ်တော်ရေးကိုကြားဝင်ခဲ့တဲ့နေမေးသုံးလုံးနဲ့မင်းသမီးကဘသူဖြစ်မလဲဆိုတာကွန်မန့်မှာခမ်းမန်းပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်း ဆယ်လီတွေနုပညာရှင်တွေရဲ့သိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှိအာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ရှိ